သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့စက်တင်ဘာလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုစုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟော်ပြော်စည်းရုံးရမှာစစ်တပ်ပြိုကွဲရေးနဲ့စစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်စေမှုများမလုဆောင်ရန်နဲ့လိုက်နာရမယ့်အချက်၉ချက်ကိုတားမြစ်ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွဲဟောပြောစည်းရုံးရမှစစ်တပ်ပြိုကွဲရေးနဲ့စစ်တပ်ရဲ့ဂုံတိတ်ခတ်ထိခိုက်စေမှုများမလုံဆောင်ဖို့နဲ့လိုက်နာရမယ့်အချက်၉ချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ပါတယ်။အကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြကွင်းတွင်လိုက်နာရမယ့်စည်းကမ်းချက်တွေကိုထုတ်ပြန်ရမှာ ရင်းကဲ့သို့ကန့်သက်တားမြစ်ချက်များကိုထုတ်ပြန်လာခြင်းဖြစ်ပါတယ်။နိုင်ငံရေးပါတီများအနေနဲ့ဟောပြောတင်ပြရမှာပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုများမပြုလုပ်ရန်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့အေဂျင့်တာယာရေးကိုထိခိုက်စေမဲ့ဟောပြောမှုများမပြုလုပ်ရန်၂008ပွဲစည်းပုံအခြေခံဥပဒေနဲ့တည်စဲဥပဒေတွေကိုလေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံတော်အား အကြီးညိုပြည့်စည်ရန်သို့မဟုတ်ဂုံတိတ်ခါတိပါစည်ရန်ဟောပြောမှုများ မပြုလုပ်ရန်တို့တားမြစ်ထားပါတယ်။ဒါအပြင်စစ်တပ်ပြိုကွေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေဖို့ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်၍ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့တိတ်ခါနဲ့ကိုကျင်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုစီယုံလုံဆောခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုများမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေဖို့ သွေးထိုးလွန်းစွာဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်တက်များရင်းတို့ရဲ့တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစေရန်သွေးထိုးလွန်းစွာဟောပြောမှုများမပြုလုပ်ရန်တားမြစ်ထားပါသည်စစ်တလအောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေရဲ့ဟောပြောစည်းရုံးမှုစာမူတွေကိုစီစဉ်မှဖြစ်ပြီးပြင်ဆင်ရေးသားစေခြင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းများကိုဆောင်ရွက်မှဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အဒမစစ်သားစုဆောင်မှုဟာ မင်းအွန်လိုင်းအကျိုးအတွက်ပြည်သူကိုတက်ရှိ CEO ဖြစ်အသုံးချနေတာလို့ KNL ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာဒိန်စစ်ကောင်စီတပ်ပြည်သူလူထုကိုအတ္တမစစ်သားစုဆောင်းနေတဲ့လုပ်ရက်နဲ့စစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့အကျိုးစီးပွားအတွက်အတ္တမအသုံးချနေတာဖြစ်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗဟုစစ်ဌာနချုပ်ကဒီကနေ့စက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်ဆောင်မင်းအွန်လိုင်းတွားနေတဲ့နိုင်ငံရေးအခင်းကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာ ပြည်သူလူထုတရက်လုံးကိုထာဝရကျွံပြုတ်ရေးတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။သူဟာသူ့ရဲ့အကျိုးစီးပွားအတွက်နဲ့ကျွလွန်ထားတဲ့ရာဇဝတ်မှုတွေကိုပြည်သူက တရားဥပဒေနဲ့အညီတန်းခတ်ခြင်းမှရှောင်ရှားဖို့စစ်တပ်နဲ့ကာကွယ်ထားပါတယ်။အဲဒီစစ်တပ်ဟာဖက်ဆစ်စစ်တပ်ပြီးပြီးပြည်သူလူထုတရက်လုံးအပေါ်ရာဇဝတ်မှုကျွလွန်တဲ့တပ်ဖြစ်တယ်လို့ KNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတာလက်ရှိစစ်တပ်မှာပြုံးတင်းအင်အားများပြားတာတွေကြောင့် ပြည်သူစစ်မှုတမ်းဥပဒေကိုထုတ်ပြန်ပြီးအထမစစ်သားစုဆောင်ဖြစ်တင်းနေရတယ်လို့ KNL ကထုတ်ပြန်ပါတယ်။အဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကန်အရေးယူတာချိန်ချောက်တာဝါရမိုင်းတိုက်တာတွေတိုက်မမက်လုံနေတယ်လို့ရှေ့တန်းစစ်မျက်နှာမှာအထမစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကင်းမဲ့စေဖို့မွေးရစေဝတိုက်ကြွေးပြီးတက်ရှိစီယိုအနေနဲ့ခံကြုပ်လုပ်နေတာဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။မင်းအောင်လိုင်းရဲ့လောက်ရပြည်သူလူထုတာသမီးရဲ့အသက်တစ်ချောင်းကို ခြင်စည်းယိုးတိုင်တချောင်းလောက်တောင်တံပိုးမထားပဲလူသားတိုင်းအဖြစ်တနိုင်ငံလုံးကြည်ကြည်ပြန့်ပြန့်အသုံးချနေတာကိုပြည်သူလူထုတရလုံးသိစေအပ်တယ်လို့ KNL ကထုတ်ပြန်ပါတယ်။အာနာဒိန်စစ်တပ်ဟာနိုင်ငံတဝန်းလူငယ်တွေကိုအတိကထားပြီးဤမျိုးစုံနဲ့စစ်သားစုဆောင်ကအချိန်တိုစစ်တင်နေပေးရှေ့တန်းစစ်မျက်နှာဆေလွတ်နေတာအပြင်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းအသွင်စစ်တိုက်ခိုင်းနေတာတွေလှုပ်ဆောင်လျက်ရှိတယ်လို့ကရင်ကချင်နဲ့ရခိုင်တိုက်ပွဲတွေမှာတော်လိုင်းရဲ့အဖွဲ့တွေစီကိုအလင်းဝင်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတစ်တွေကပြောပြထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်အကွာမှာတိုက်ပွဲပြင်းထန်နေစစ်ကောင်စီလေကြောင်းအပြင်းထန်တိုက်ခိုက်နေလို့မြို့ခံတွေဘေးလွတ်ရာရှောင်ကြဖို့လူမျိုးရေးအဖွဲ့တွေကတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်အကွာကစကန်းသာကျေးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တအောင်းတက်မတော် TNL တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဝိုင်းတွင်းနဲ့ဇက်တိုက်ပုံကျဲနေလို့ ြို့ပေါ်ကဒေတာခံတွေပေးလို့ရအမြင်ရှောင်ကြဖို့လူမှုရေးဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။စကန်းတာရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ25ရက်နေ့မနက်နဲ့ညနေပိုင်းမှစတင်ပြီးဝိုင်းတွင်းနဲ့ဘုံအလုံးကြီး80ကျော်ကျဲချခဲ့ပြီးနောက်နောက်ထပ်ဘုံကျဲနိုင်ကြီးရှိတယ်လို့ကြောင်မဲမြို့ခံအချို့ကပြောပါတယ်။စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကရှေ့တို့လာတယ်။စစ်ကြောင်းတက်လာတဲ့လမ်းကရွာတွေကိုလည်းဝင်တယ်။ရွာမှာကျန်နေခဲ့တဲ့သူတွေအတွက်အနေအရန်ကြီးတယ်။ကျွန်တော်တို့လည်းမနက်ကထိနေသေးတယ်။ နေကင်းကမှထွက်လာလို့ရတယ်လို့ကြောင်မဲမြုတ်ခန့်တဦးကပြောပါတယ်စက်တင်ဘာလ24ရက်နေ့မှာနာအိတ်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးကျင်းရွာအနီးတောင်ယာတဲတဲမှာစစ်ပီးရှောင်းနေတဲ့တန်ကတော်တပန်းအပါဝင် မိသားစု3ဦးကိုတနက်နေ့ပြစ်တက်ခဲ့ပြီးအဲ့ဒီမိသားစုကမိန်းကလေးငယ်တဦးဟာအထမပြုကျင့်တက်ဖြတ်ခံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြပါတယ်ကြာကြာချင်းဒေါသထွက်တာအရင်ပဲစစ်ကြောင်းကိုပုံမတွက်နဲ့စီးကြောင်ပြီးတိုက်နေတာလို့ကျွန်တော်တို့သိထားတယ်လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်စက်တင်ဘာလ25ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုတွေကိုတော့မသိရှိရသေးပါဘူးပြီးခဲ့တဲ့ဇူလိုင်လမှာနောက်ချုံမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂတ်လ16ရက်နေ့ကစတင်ပြီးကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNL PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါကြောင်မဲမျိုးကိုချင်းတို့တွင်ပြန်သိမ်းမယ်လို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်တွေကကြုံဝါခဲ့ပေမဲ့ တလားကြော်ကြာအထိစစ်ကြောင်းရှိမတိုးနိုင်ဖြစ်ခဲ့ပြီးတဲ့နောက်ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ကဆတ်ထနှင်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီကယာရုကဖြုတ်ချကာအရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။သူနေရာမှာကဆတ်ထငါမူဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်နဲ့အစားထိုးလိုက်ပါတယ်။ကြောင်မဲမြို့ကိုပြန်လည်ရရှိရေးအတွက်အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့မြို့မှာကျန်နေတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအမြန်ရှောင်ကြဖို့ရှမ်းမြောက်ကလူမှုရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။ ကြောင်မဲမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကထိခိုက်ဒေဆုံးမှုတွေများနေတယ်လို့ပြင်းလွင်မြို့ကန်တအူးကလည်းပြောပါတယ်။တနေ့ကအသည့်တယောက်နာရေးသွားတာသူတို့တပ်ကလာချတဲ့အလောင်းတွေ၅လောင်းလောက်ရှိတယ်အရာရှိတအူးပါတယ်။အဲ့ဒါတွေကကြောင်မဲတိုက်ပွဲမှာတည်တာလို့ပြောတယ်လို့၎င်းကဆိုပါတယ်။ကြောင်မဲမြို့နယ်တက်ကစစ်ပေးရှောင်ပြည်သူတွေဟာလမ်းရှုံးတဲ့တီဘောမြို့မှာအများပြားတင်းရှောင်နေကြရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံလျှက်စစ်တအားပေးစက်ရုံတိဆောက်နိုင်ရေးဆောင်ရွက်ပေးဖို့မင်းအောင်နိုင်ကရုရှားကိုထက်မှန်အကူအညီတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံလျှက်စစ်တအားပေးစက်ရုံတိဆောက်နိုင်ရေးအကူအညီပေးဖို့မင်းအောင်နိုင်ကရုရှားကိုထက်မှန်အကူအညီတောင်းခံလိုက်ပါတယ်။ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့အကြမ်းဖက်မင်းအောင်နိုင်ကထို့သို့အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအငြေစားလျှက်စစ်တအားပေးစက်ရုံတိဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အအုံ လူဆွမ်းအားအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကို Russian Federation နိုင်ငံနဲ့ Rosatom 2တပ်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးပါရန်အလေးနက်ထားမြတ်တာရက်ခံကြောင်း2024ခုနှစ်အတွင်းအပြစ်ပီးဆိုင်ရာအမှုမြူစွမ်းအင်အေဂျင်စီကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလို့ယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထက်ပေါ်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ 2025ခုနှစ်အတွင်း Rosatom နည်းပညာအကယ်ဒမီနှင့်အပြည်ပြည်ဆိုင်ရာအမှုမြစွမ်းအင်အေဂျင်စီတို့ကြီးမှုကျင်းပတဲ့နိုင်ငံခြားကျွမ်းကျင်သူတွေအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထည့်ဖော်မှုမှပါဝင်တဲ့အငြေစားနျူကလ িয়ার လျှက်စစ်တအားပိတ်ဆက်ရုံများနေရာချထားခြင်းဆိုင်ရာဒေတာရင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်ဒန်းကိုမြန်မာနိုင်ငံအပါအဝင်နိုင်ငံ16နိုင်ငံမှကုသလင်များတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံအဖြစ်နျူကလ িয়ার နယ်ပယ်များ မြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကတည်းကကြိုးစားခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်တုံ့နှိနေခဲ့ကြောင်း2022ခုနှစ်ကစတင်ပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်အဟုန်နဲ့တွန်းမြင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှုရုရှားနိုင်ငံရဲ့အဖက်ဖက်မှအားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့်တိုးတက်မှုများတည်တာစွာရှိခဲ့ပြီးဖြစ်ကြောင်းမင်းအောင်နိုင်ကပြောဆိုခဲ့ပါတယ်။နျူကလ িয়ার စွမ်းအင်မှာကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ green energy တစ်ခုလည်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်မှာ ည်ငြိမ်တဲ့လျှက်စစ်တပ်အားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းလည်းမင်းအောင်လှိုင်ကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့လျှက်စစ်စွမ်းအားလိုအပ်ချက်မြင့်မားလျက်ရှိပြီးအသေးစားစက်မှုလုပ်ငန်းများနဲ့ကျေးလက်နေပြည်သူများအတွက်လျှက်စစ်တပ်အားဖြည့်တင်းပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဒါအပြင်ညကလေးရနေပညာနဲ့ကျမ်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့စက်မှုကဏ္ဍများပုံမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လူဆွာအရေးမြင့်များစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရုရှားနိုင်ငံမှာရှိတဲ့တက္ကသိုလ်များနဲ့မြန်မာနိုင်ငံရှိတက္ကသိုလ်များပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေးနားလည်မှုစာချွန်လောများလက်မှတ်ရေးထိုးပြီးစီမံလှုပ်ဆောင်လျက်ရှိကြောင်း၎င်းကဆိုပါတယ်မြန်မာနိုင်ငံမှာကနအူးခြေလန်းအဖြစ်အငေစားနျူကလ িয়ার လျက်စစ်တအားပိတ်ဆက်ရုံတည်ဆောက်နိုင်ဖို့အတွက်ရုရှားတုံနဲ့နီကက်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးလိုအပ်တဲ့အခြေခံအဆောက်အအုံများနဲ့အခြားသောကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်နိုင်ရေးရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းမင်းအောင်လိုင်ကဆက်ပြောပါတယ်။ဒါအပြင်မင်းအောင်လိုင်ကအပြည်ပြည်ဆိုင်ရာအနုမြင့်စွမ်းအင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်အကောင့်ထဲပေါ်ဆောင်ရမှာလူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးရန်ပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံ GFPT စက်သားဆက်ယုံမှာအလုပ်လုပ်နေတဲ့ တရားဝင်မြန်မာအလို့သမား2000ဝန်းကျင်လုံအားကအပြည့်အဝမရတဲ့အပြင် လုပ်ငန်းကွင်ဖိနှိပ်မှုများကြုံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံချွန်ပူလီမှာရှိတဲ့ GFPT စက်သားဆက်ယုံမှာအလို့လုံနေတဲ့တရားဝင်မြန်မာအလို့သမား2000ဝန်းကျင်ခန့်တရားဝင်မြန်မာအလို့သမား2000ဝန်းကျင် လုံအားကအပြည့်အဝမရခြင်းအလို့ဝင်ပြီးမှလုံအားကကိုပုတ်ပြက်စနစ်ကိုပြောင်းလဲခြင်းနဲ့လုပ်ငန်းကွင်မှာဖိနှိပ်မှုများကြုံတွေ့နေရကြောင်း အဆိုပါစက်ရုံမှာလုတ်ကင်နေတဲ့မြန်မာအလုသမားတွေကပြောကြပါဗါဒ်အလုစခေါ်ချိန်မှာတနေ့ကိုထိုင်းပတ်400အချင်းပိုကြီးတနာယီကို85ဘတ်နဲ့ခေါ်ခဲ့ပေးမယ်လဲအလုတလပြည့်ချိန်မှာတော့ပုတ်ပြက်နဲ့သာပေးမယ်လို့အစည်းအဝေးခေါ်ပြောကြခဲ့ကြောင်းအဆိုပါစက်ရုံမှာကမ်ဘောဒီးယားနိုင်ငံသားများလည်းရှိပြီးအလုသမားကောင်းဆောင်မှာကမ်ဘောဒီးယားနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားတွေကိုပုံမှုဖိနှိပ်ကြောင်းစက်ရုံအလုသမားများထံကနေသိရှိရပါတယ်ခွဲခြားဆက်ဆံမှုကလည်းအများကြီးဖြစ်နေတယ် အခုတော့အလုသမားတွေနေစားကကိုတောင်မကိုက်တော့လို့မလုံနိုင်လို့အလုထဲကပြန်ကြတယ်လိုင်းကောင်းဆောင်တွေကလည်းပြန်ပလိစီနောက်လူထက်ခေါ်ပြီးလုတ်ခိုင်းမယ်လို့မောက်မှာစွာပြောဆိုဆက်ဆံလာကြတယ်အလုခေါ်တုန်းကတမျိုးတလားပြည့်တော့သူတို့ရဲ့လုတ်ရက်တွေကအားလုံးပေါ်လာတာတွေ့ရတယ်လို့အဆိုပါဆက်ယုံမှအလုသမားတဦးကပြောကြပါတယ်ဆက်ယုံမှအလုသမားတွေကိုနေစားအဖြစ်ပြောင်းလဲခြင်းမတရားဖိနှိပ်မနိုင်ဝန်ထမ်းခိုင်းစေခြင်းတို့ကြောင့်မြန်မာအလုသမားများမှအခက်အခဲတွေကို တိခန့်ဆက်အလုပ်လုပ်နေရကြောင်းပွဲစားနှင့်စက်ယုံစကပြန်မန်နေဂျာများပေါင်း၍အစိုးရစက်ယုံမှလူသည်များခေါ်ယူခြင်းတွေကိုလည်းနေ့စဉ်လိုလိုလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အလုပ်ဆော့ခေါ်တော့တနေ့ကို400ဘန်း OD တနေ့85ဘန်းနဲ့ခေါ်ကြပါတယ်။ပွဲစားတွေကမန်နေဂျာကလည်းလုပ်ငန်းခွင်မဝင်ခင်အစီအွေလုပ်တော့လဲအခုလိုပဲပြောတယ်။တလားပြီတော့အလုံးကိုပုတ်ပြက်ခိုင်းလာကြတယ်။အလုပ်သမားတွေမှအတော်လေးခက်တွေ့လာရတယ်။အတင်းအဓမ္မခိုင်းလို့မလုပ်ချင်ပြန်တော့လဲ။ ြန်လာတဲ့သူတွေကိုအလုတ်ထုတ်ပြတယ်။ညီနိုင်မပေးပဲမြန်မာတွေကိုလုတ်ချင်တယ်လို့လုတ်လာတာလို့စက်ရုံဝန်ထမ်းတွေကပြောကြပါတယ်။ဒါအပြင်စက်ရုံကပေးထားတဲ့အခန်းများအတွက်လည်းရခင်ကအခန်းကသာတောင်းခံခဲ့ပေမဲ့လည်းစက်တင်ဘာလ23ရက်နေ့မှစတင်၍အခန်းကစပေါ်ပေးဖို့အတင်းအကျပ်တောင်းခံလာကြောင်းစက်ရုံအလုတ်သမားများထံကနေသိရှိရပါတယ်။အလုသမားကြီးဆောင်ရွက်နေသူတွေတိုင်ဖို့ကြတော့လူမကြီးလို့မတိုင်ကြဘူး။ခေါင်းခံပြီးပြောတဲ့လူတွေကိုသူတို့ကအလုထုတ်ပြစ်ကြတော့လေ ပွဲစားစကားမယုံပါနဲ့ကျမ်းမာရေးမကောင်းရင်တောင်ခွင့်မပေးချင်တဲ့စက်ယုံပါလို့စက်ယုံအလို့သမားတဦးကပြောကြပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တဲကုံမြို့နယ်ရဲစခန်းမှာရဲတုတက်ကြက်လင်းအောင်နဲ့ရဲတပ်သားလှဖုံးမြင့်တို့စကားများရမှအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပေါ်ပြီးရဲတုတက်ကြက်လင်းအောင်တည်ဆုံပြစ်ခတ်သူရဲတပ်သားလှဖုံးမြင့်ကိုပကဖကကယ်ဆယ်ထားတဲကုံရဲစခန်းတွင်ပြစ်ခတ်မှုဖြစ်ပွားစဉ် တနတ်တန်ကြောင့်နှလုံးရောဂါတဲ့အဖွားအိုနှုတ်တည်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းသေးကုန်းမြို့နယ်မှာရေတူးတက်ကြက်လင်းအောင်နဲ့ရေတက်သားလှဘုံမြင့်တို့စကားများရန်ဖြစ်ရာမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရေတူးတက်ကြက်လင်းအောင်တည်ဆုံးသောကြောင်းတဲကုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်စက်တင်ဘာလ18ရက်နေ့ည9နာရီအချိန်တဲကုမြို့နယ်ရဲစခန်းမှာဒုတက်ကျက်လင်းအောင်နဲ့တပ်သားလှပုံမြင့်တို့စကားများရန်ဖြစ်ကြောင်း ရင်းနောက်ရဲတူတက်ချက်လင်းအောင်ကလက်နက်နဲ့စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလှပုံးမြစ်ကပြန်လည်ပစ်ခတ်ရမှာလင်းအောင် နေရာမှာတွင်ပွဲချင်းပြီးတေဆုံးခဲ့ကြောင်းပစ်ခတ်ခဲ့သူတပ်သားလှပုံးမြစ်ထွက်ပြေးလာရမှာတဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကကူညီကယ်ဆယ်ထားကြောင်းသိရှိရပါတယ်။ပစ်ခတ်ခဲ့တဲ့ရဲတပ်သားလှပုံးမြစ်ကိုကျွန်တော်တို့တဲကုန်းပကဖအဖွဲ့ကကူညီကယ်ဆယ်ထိန်းသိမ်းထားတယ်လို့တဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။ထို့ကဲ့သို့တဲကုန်းမြို့နယ်ရဲစခန်းမှာပစ်ခတ်မှုဖြစ်ပွားစဉ် ရဲစခန်းအနီးရက်ကွက်မှာနေထိုင်တဲ့အသက်80အရွယ်အဖွားနှစ်ဦးလဲနှလုံးရက်ကတိတ်ဆုံးခဲ့ကြောင်းတိတ်ဆုံးသူအဖွားနှစ်ဦးမှာအသက်80ကျော်အဖွားဒေါ်အေးတန်းနဲ့ဒေါ်ရင်ကျူရနှစ်ဦးဖြစ်ပြီးနှလုံးရက်တိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ19ရက်နေ့မွန်လွဲတနအီအချိန်မှာနှလုံးရက်၍တိတ်ဆုံးခဲ့တဲ့အဖွားနှစ်ဦးကိုနာယီပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ အခုလိုဆုံးဒီနောက်ဆင်ကြားတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြရင်ပြပါတဲ့တော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။တေခင်ဗျာ။